င်္ဂလာပါခင်ဗျာခုချိန်ကစပြီး2025ခုနှစ်ဇွန်လ16ရက်နေ့ Radio NUG ရဲ့မနက်ခင်းစီရီသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်။ KMP တဲ့မရဇေလန်ပါ ကာဒစီယာ 3500လေးတရင်ကဖမ်းဆီးစစ်ဆေးခဲ့ပြီးယင်းနဲ့ယင်ပေါ်ပါလူနှုတ်အား KNU တက်မဟာနေမှာလွှဲပြောင်းယူခဲ့တဲ့တရင်ကို တင်ပြပေးကြပါရစေ။စစ်ကောင်စီဂိတ်စခန်းများကိုဖျက်တမ်းမောင်းနေလာတဲ့ KNP သစ်ပါတီအမတ်တစိအလံပါကားတစီကိုစစ်ဆေးဖမ်းဆီးခဲ့ပြီးယင်းနဲ့ယင်ပေါ်ပါနှစ်ဦးအား KNU တက်မဟာနေမှာလွှဲပြောင်းယူခဲ့တယ်လို့3500လေးတရင်တက်ခွဲတစ်ကထုတ်ပြန်ထားပါရစေ။ဇွန်လ9ရက်နေ့ညနေ9:45မိနစ်အချိန်မှာပြည်သူများရဲ့သတင်းပေးချက်အရအဆိုပါကားကို ကြားစီစစ်ဆေးခဲ့ရာစံ825လုံးအခြားစားတောက်ကုန်ပစ္စည်းများရင်မောင်းတူးနဲ့ရင်နောက်လိုက်တူးကရမ်းပြည်သူပါတီယူနီဖောင်းအောက်မဖလာတစ်ခုအုတ်ထုပ်တစ်လုံး ်ကရင်ပြည်သူပါတီ၆ခန်းချက်ဖြတ်တန်းသွားလာခွင့်ပြည်စာများနဲ့စတီယာရင်ရှိတဲ့တဲမှာကြီးဖောက်ဝင်လာတာကိုတွေ့ရှိခဲ့တယ်လို့ဆိုပါတယ်အခုလိုကရင်ပြည်သူမှတ်တစိပ်ပါကားနဲ့စစ်ကောင်စီစစ်စေးရေးဂိတ်များလွဲကူစွာဖြတ်တန်းသွားလာနေခြင်းကိုတန်တရားရှိတာကြောင့်3504တခွဲတရင်တကဖန်စီထိမ့်သိမ်းထားခဲ့တာလို့ဖော်ပြထားပါတယ်ထို့သူဖန်စီတာစဉ် KNU တက်မှာနေတန်အောင်ကြီးမြို့နယ်အမြဲတမ်းကော်မတီဝင်တာဝန်ရှိသူတို့နဲ့နေမြေကန်တာဝန်တို့ရဲ့တာဝန်ယူတာဝန်ခံမှုနဲ့အတူဇွန်လ9 19ရက်နေ့မှာလွှဲပြောင်းယူခဲ့တယ်လို့ဆိုပါတယ်။ဆက်လက်ပြီးဇွန်လ16ရက်နေ့မှာကြန့်ရှိတဲ့ယင်ပေါ်ပါပစ္စည်းများကိုနောက်ဆက်တွဲပြဿနာများကိုအလုံးစုံတာဝန်ယူပါမယ်ဆိုတဲ့ဂရိခံဝင်ချက်ရယူပြီး3504တယင်းကထပ်မံလွှဲပြောင်းပေးခဲ့တယ်လို့ဖော်ပြထားပါတယ်ခင်ဗျာ။ပါကံမော်စီစာတိုက်ပွဲမှာစစ်ကောင်စီဘက်ကအရာရှိအဆင့်ပါဝင်20ကျော်တိုက်ဆုံးခဲ့တဲ့တဲ့တင်ကိုတင်ပြပေးကြပါရစေ။ ကချင်ပြည်နယ်ဖားကန်းမြို့နယ်လုံခင်းအုပ်စုနယ်မော်စီစာဒေသမှာဖြစ်ပွားနေတဲ့တိုက်ပွဲများတွင်စစ်ကောင်စီဘက်ကအရာရှိအစင်ပါဝင်တပ်သား20ကျော်ထိဆုံးခဲ့တယ်လို့သတင်းအရေးမြစ်ကနေသိရှိရပါတယ်။ဇွန်လ18ရက်နေ့မနေ့စနေနေ့ခွဲကမှမော်စီစာကျွရထဲမှာရှိနေတဲ့စစ်ကောင်စီစစ်ကြောင်းနဲ့ KIA PDF ဖွဲ့တွေကြားတိုက်ပွဲဖြစ်ပွားခဲ့ပြီး ဂျီဒူးစင်ရှိဗိုလ်မှူးဖြိုးစော်တပ်ပါဝင်130နီးပါးတိဆုံးခဲ့တယ်လို့ဆိုပါတယ်တိုက်ပွဲတွင်အထိနာသွားတဲ့စိတ်ကောင်းစီတက်ကဖားကန့်ဗျူဟာကုန်းကနေလက်နက်ကြီးများနဲ့ရန်တမ်းပစ်ခတ်ခဲ့ရာလုံခင်အုပ်စုဂရေမော်ကျွရတဲ့ကိုကြားရောက်ပောက်ကွဲခဲ့ပြီးကလေးငယ်တူပါဝင် မိသားစုဝင်၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရှိရပါတယ် စစ်ကောင်စီစစ်ကြောင်းဟာမော်စီစာကျွော်ရဲကိုပြီးခဲ့တဲ့မေလကုန်ပိုင်းမှာစတင်ဝင်ရောက်ခဲ့ပြီးဇွန်လ16ရက်နေ့မှာမော်ဝမ်ကလေးမော်ဝမ်ကြီးကျွော်ရဲဘက်ကိုတချို့တဝက်ဥတီထွက်ခွာသွားခဲ့ပေမဲ့ကြမ်းရှိနေတဲ့စစ်ကြောင်းချုံနဲ့ KIA PDF တွေကြားထိတွေ့တိုက်ပွဲဆက်လက်ရှိနေသေးဖြစ်တယ်လို့သိရှိရပါတယ်။ လက်ရှိမှောင်ဝမ်းလေးကျွရကကချင်းနှချင်းခရိယံဖျားကြောင်းဝင်းထဲမှာစစ်ကောင်စီတပ်တွေအင်အားတရာကျော်ခန့်တပ်ဆွဲထားပြီး KIA PDF တွေအနေနဲ့လာရောက်ပစ်ခတ်တာမျိုးမလုပ်ကြဘို့ချိန်ချောက်ထားတယ်လို့သိရှိရပါတယ်ခင်ဗျာ။ ုံတိုးကနေလက်နက်ကြီး drone များနဲ့စစ်ကြောင်းထွက်လာတဲ့စစ်ကောင်စီတပ်ကိုပိတ်ဆို့တိုက်ခိုက်ချေမှုန်းခဲ့တဲ့တဲ့တင်ကို တင်ပြပေးကြပါတယ်။ကရင်ပြည်နယ်ကြုံတိုးမြို့မှာတစဉ်ငကြံကုန်းကျွာနယ်အင်းကြီးရွာဘက်ကိုလက်နက်ကြီး drone များနဲ့စစ်ကြောင်းထွက်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ကိုလက်ဦးမှုရယူကပိတ်ဆို့တိုက်ခိုက်ချေမှုန်းခဲ့တယ်လို့ပြန်လွှားစစ်ကြောင်းကတဲ့တင်ထုတ်ပြန်ထားပါတယ်။ စောလာစလီရင်ကတက်မ44နဲ့တက်မ55ပူပေါင်းအင်အား150ခန်းနဲ့လက်နက်ကြီးဒုံးများနဲ့ထိုးတက်လာတဲ့စစ်ကောင်စီစစ်ကြောင်းကိုပြန်လွားစစ်ကြောင်းနဲ့မဟာမိတ်ပူပေါင်းတပ်ဖွဲ့မှပိတ်ဆို့တိုက်ခိုက်ချိန်မုံခဲ့တယ်လို့သိရှိရပါတယ်။ တိုက်ပွဲတွင်စစ်ကောင်စီတပ်သား90ခန့်သေဆုံးခဲ့ကာခုနှစ်ဦးတင်ရန်ရရှိခဲ့ပြီးလာယာလန်တိုင်းပြန်လည်ဆုတ်ခွာထွက်ပြေးသွားခဲ့တယ်လို့သိရှိရပါတယ်။တိုက်ပွဲကာလတွင်စစ်ကောင်စီကလေကြောင်းနဲ့လက်နက်ကြီးများနဲ့ရန်တမ်းပစ်ခတ်နေတာကြောင့်ပြည်သူများအနေနဲ့ဘေးလွယာကိုရှောင်တိမ်နေထိုင်ကြဖို့တိုက်တွန်းထားပါတယ်ခင်ဗျာ။ ဆက်လက်ပြီးမင်းလာမြို့နယ်တိုက်ပွဲများအတွင် ခရိုင်ရဲမှုမြို့မရဲစခန်းမှုနဲ့ဗိုလ်မှူးစင်ပါရန်သူ20ဦးခန့်တေဆုံးခဲ့ပြီးပြည်သူ3ဦးတေဆုံးခဲ့တဲ့တဲ့ရင်ကို တင်ပြပေးကြပါရစေ။မင်းလာမြို့နယ်တိုက်ခိုက်မှုများအတွင် ခရိုင်ရဲမှုအစဉ်တူမြို့နယ်ရဲစခန်းမှုတူဗိုလ်မှူးစင်တူပါဝင်ရန်သူ20ဦးခန့်တေဆုံးခဲ့ကြသောတာယာဝတီခရိုင်အမှတ်3တရင် P2 3803 VR22 မှာတဲ့ရင်ထုတ်ပြန်ထားပါရစေ။ 2025ခုနှစ်ဇွန်လ16ရက်ညနေ4:20မိနစ်ခန့်မှာပဲခူးတိုင်းမင်းလာမြို့နယ်စင်အိုချောင်းပေါက်ကျွာသူစစ်ကြောင်းထုတ်လာတဲ့အင်အား60ခန့်ပါခလာရတလောက်ခန့်စစ်တပ်နဲ့ပြူစောတိပူပေါင်းစစ်ကြောင်းအားပြည်သူ့ကာကွယ်တပ်မတော်တောင်ပိုင်းတိုင်းစစ်ဒေသပဲခူးတိုင်းစစ်ဌာနဗျူဟာ22လောက်ခန့်တရင်များဖြစ်တဲ့တာယာဝတီခိုင်အမှတ်3တရင်တာယာဝတီခိုင်အမှတ်1တရင်ရဲ့တက်ခွဲ6အေယာညီနောင် PDF MDS Special Force နဲ့အရှိုးချင်း Defense Force AC SCDF တို့မှစောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့ဖော်ပြထားပါတယ်။တိုက်ပွဲမှာ45မိနစ်ခန့်ကြာမြင့်ခဲ့ပြီးရန်သူစစ်ကောင်စီစစ်ကြောင်းမှအထိနာ၍နောက်ပြန်ဆုတ်သွားပြီးတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ရဲဘော်များလည်းအထိကိမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရှိရပါတယ်။တိုတူဇွန်လ16ရက်ညနေ9:00ခန့်မှာတော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်များမှရန်ကုန်ပြည်လမ်းပိုင်းမင်းလာမြို့နယ်နီးရှိစစ်ကွင်းတာဆောင်မှာအထိုင်ကြကငွေကြေးကောက်ခံခြင်းဒေသတွင်းပြည်သူများပေါ်တာဆွဲခြင်းဆောင်ရွက်လျက်ရှိတဲ့စစ်ကွင်းတာဆောင်ရဲကင်းစ ကန်အောင်ဝင်းရောက်တိုက်ခိုက်ခဲ့ရာရန်သူ9ယောက်သေဆုံးကဒဏ်ရာရရှိသူများလည်းရှိခဲ့တယ်လို့ဖော်ပြထားပါတယ်။ မိနစ်30ခန့်တိုက်ပွဲဖြစ်ပွားပြီးနောက်ညနေ9:30မိနစ်အချိန်ခန့်မှာဆိုင်းရိုင်းချောင်းပေါက်မှတဆင်းစစ်ကူလာတဲ့အင်အား25ရောက်ခန့်ပါဖော်ကာတစီအားရှမ်းကျောကျွာနီမှာမဟာမိတ်ပူးပေါင်းတပ်များမှပိတ်ဆို့တိုက်ခိုက်ရာ ကာတစီလုံးပျက်စီးသွားခဲ့ပြီးရန်သူတပ်သား15ရောက်ခန့်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရှိရပါတယ်တိုက်ပွဲဖြစ်ပွားနေချိန်တွင်ပြည်ပမှရန်ကုန်ဘက်သို့မောင်းနှင်လာတဲ့အင်စီကာတစီဟာတော်လိုင်းပူးပေါင်းတပ်မှကာတာစီချင်းပြည်ပမှလာတဲ့ခီးသွွားကားများအားလုံခြုံရေးအတွက်အသိပေးခြင်း ကျိုးချောင်းရှင်းပြခြင်းဆောင်ရွက်နေသည်ကိုတရိပ်မမှုမိပဲဆက်လက်မောင်းနှင်သွားသဖြင့်စစ်ကောင်စီတပ်ရဲ့ပြစ်ခတ်ခြင်းခံရက3ဦးသေဆုံးပြီး4ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဖော်ပြထားပါတယ်။ ထို့နောက်တိုက်ပွဲများဆက်လက်ဖြစ်ပွားနေချိန်တွင်2025ခုနှစ်ဇွန်လ18ရက်မနက်2နာရီခန့်မှာစစ်ကောင်စီစစ်တပ်မှလက်နက်ကြီးများနဲ့ရန်တမ်းပစ်ခတ်ခြင်းကြောင့်ပါလီကွင်းကျွရမြောက်စုရှိပြည်သူနေအိမ်ပေါ်ကြားရောက်ပောက်ကွဲခဲ့ကာအသက်80အရွယ်အဖွားဒေါ်တင်ကြီးသေဆုံးခဲ့ရပြီးအခြားအမျိုးသမီးတူလည်းပြင်းထန်စွာဒဏ်ရာရရှိခဲ့တယ်လို့သိရှိရပါတယ်။ပြည်သူနေစစ်ဘက်ရင်းမြစ်စစ်ဘက်ရင်းမြစ်များရဲ့ဆိုရာယမန်နေ့ဖြစ်ပွားခဲ့တဲ့တိုက်ပွဲသုံးနေရာမှာတာယာဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဒုတိယဘ ိုမူကြီးဇော်မျိုးဝင်းနဲ့အုတ်ဖို့မျိုးနဲ့စီမံအုပ်ချုပ်ရေးဖွဲ့ဝင်ဘိုမူတို့လည်းတည်ဆုံခဲ့ကြောင်းသိရှိရပြီးထိုကိန်းကနန်းချက်လက်များကိုအတီးပြုနိုင်ရန်ဆောင်ရွက်နေစေဖြစ်တယ်လို့ဖော်ပြထားပါတယ်တိုက်ပွဲများအတွင်းရန်သူထံမှခေရန်ဖုံးနှလုံးနဲ့စကားပြောဆက်တို့တင်စီရရှိခဲ့ကမဟာမိတ်ပူပေါင်းတပ်ဖက်မှရဲဘော်နှုတ်ဦးမစိုးရင်ရဒဏ်ရာရရှိခဲ့တယ်လို့သိရှိရပါတယ်တာယာဝတီခိုင်တွင်းရှိ ပြည်သူများအနေဖြင့်စစ်ကောင်စီတပ်ရဲစခန်းထွေအုပ်ယုံရဲကင်းစခန်းလမ်းမိုင်းကင်းစခန်းများနီးဆိုင်ကမ်း ်းဖွင့်စေအောင်ခြင်းအိမ်ဆောင်နေထိုင်ခြင်းအချိန်ကြာမြင့်စွာရဲတန့်စကားပြောခြင်းများမပြုလုပ်ကြပါရနဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF မှနေပြည်တော်ကြီးအတွက်လိုအပ်၍ထုတ်ပြန်သောထုတ်ပြန်ချက်များအားနားလည်ပြီး၍ပူပေါင်းဆောင်ရွက်ပေးကြပါရန်ပန်ကြားထားပါရခင်ဗျာ ဆက်လက်ပြီးနောင်ချိုမှာစစ်ကောင်စီတပ်မှဟာဝေဇာနေပစ်ခတ်မှုကြောင့်နေနှလုံးထိမှန်ပျက်စီးခဲ့တဲ့သတင်းကိုတင်ပြပေးကြပါရစေ။ဇွန်လ16ရက်နေ့ညနေ9:00မိနစ်အချိန်ကနောင်ချိုမြို့မှာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲစစ်ကောင်စီတပ်မှဟာဝေဇာနေလက်နက်ကြီး၅လုံးပစ်ခတ်တိုက်ခိုက်မှုကြောင့်နေနှလုံးထိမှန်ပျက်စီးဆုံးရှုံးသွားခဲ့ကြောင်း PSLF TNL မှသတင်းထုတ်ပြန်ထားပါရစေ။အဆိုပါလက်နက်ကြီး၅လုံးဟာဘူတာရက်ကွက်ဘက်မှ၃လုံးကြားရောက်ပောက်ကွဲခဲ့ပြီးကျန်နှလုံးဟာကြောက်ကူဖုန်ကြီးကြောင်းအောက်ဖက်တော် ထဲမှာကြားရောက်ပောက်ကွဲခဲ့တယ်လို့သိရှိရပါတယ်ခင်ဗျာဆလဘီဇဂိုင်းမြူအနောက်တာရေဝင်ရက်ကိုစစ်ကောင်းစီတသားများဝင်ရောက်ပြက်ခတ်ခဲ့ရာတလွန်ဖြူရွာမှာအမျိုးသမီးတဦးသေဆုံးခဲ့ပြီးတဦးဒဏ်ရာရရှိခဲ့တဲ့တဲ့ရင်ကိုတင်ပြပေးခြင်းပါတယ်ဇဂိုင်းတိုင်းဇဂိုင်းမြူနယ်အနောက်ချမ်းအနောက်တာရေဝင်ရက်ကိုစစ်ကောင်းစီတသားများဝင်ရောက်မှွေနှောက်ခဲ့ပြီးရန်တမ်းပြက်ခတ်ခဲ့ရာ တလွန်ဖြူရွာမှာအမျိုးသမီးတူဦးသေဆုံးခဲ့ပြီးတူဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတူကပြည်သူ့ဘက်တော်သားတို့ပြောကြားထားပါတယ်။ဇွန်လ16ရက်နေ့လယ်2:30မိနစ်အချိန်မှာတလွန်ဖြူရွာမှာမထွက်သေးတဲ့စစ်ကောင်စီစစ်ကြောင်းဟာ60မမနဲ့ဆက်လက်လက်များနဲ့ရန်တမ်းပစ်ခတ်ခဲ့ပြီးတလွန်ဖြူရွာကနေအသက်40ရွယ်ပြည်သူအမျိုးသမီးတူထိမှန်ကနေရာမှာပင်သေဆုံးသွားခဲ့ပြီးအသက်40နှစ်အရွယ်အမျိုးသမီးတူပါဒဏ်ရာရရှိခဲ့တယ်လို့သိရှိရပါတယ်။ထိုစစ်ကောင်စီစစ်ကြောင်းဟာ စကိုင်းမြို့နယ်အနောက်ချမ်းရွာများကိုငါတက်ကြီးဖျားစခထိုင်နေတက်မ33မှာစစ်ကောင်စီတပ်သားများ ပြူစောတိများပတာစများပူပေါင်းပြီးစစ်အင်အား400ခန်းနဲ့မေလ30ရက်နေ့မှာစတင်ကဇွန်လ18ရက်အထိစစ်ကြောင်းထိုးပစ်ခတ်ဝင်ရောက်နေကြောင်းပြည်သူများကိုဖမ်းဆီးချုံနှောင်က နေအများတွင်မှုနှောက်စားတော့မိရှုဖြစ်စီတက်ဖြတ်နေတဲ့စစ်ကြောင်းလေးဖြစ်တယ်လို့သိရှိရပါတယ်ခင်ဗျာ ဆက်လက်ပြီးမိုးပြေပြည်သူကာကွယ်ရေးတပ်တထောင်တတရင်လေးနှစ်ပြည့်ခမ်းနားပြုလုပ်တဲ့သတင်းကိုတင်ပြပေးကြပါရစေ။အမျိုးသားညီညွတ်ရေးဆိုရာကာကွယ်ရေးဝန်ကြီးဌာနရှမ်းတောင်ကင်းဒီတိုင်းစစ်ဒေသဗျူဟာ14ကုကဲမှုအောက်ကအမှတ်တထောင်တမိုးပြေပြည်သူကာကွယ်ရေးတပ်ဖွဲ့စည်းတည်ထောင်ခြင်းလေးနှစ်ပြည့်ခမ်းနားပြုလုပ်ခဲ့တယ်လို့သိရှိရပါရစေ။ ိုးပြေပြည်သူကာကွယ်တပ်လင်းနှစ်ပြည့်ခန်းနာကိုတိုက်ပွဲခြေနေကြောင်းအကျဉ်းချုပ်ပြုလုပ်ခဲ့ရပြီးကြောက်ရောက်ပေးခဲ့တဲ့မဟာမိတ်အင်အားစုများကိုအထူးပင်ကျေးဇူးတင်တယ်လို့ဖော်ပြထားပါတယ်။စတင်ဖွဲ့စည်းခဲ့တဲ့အချိန်မှစ၍လင်းနှစ်တာကာလအတွင်းစိုးတူကောင်းပန်းလက်တွဲတိုက်ပွဲဝင်က အသက်ဆုံးခဲ့တဲ့အာဇာနည်42ဦးအားဥညွန့်အလေးပြုခဲ့ကြပြီးအသက်မသေးသောညာကိုလက်အင်အားများဆွန့်လွတ်ခဲ့ရတဲ့ရဲဘော်များကိုလည်းအထူးအလေးပြုအပ်တယ်လို့ဆိုပါတယ်။ပြည်သူလူထုရဲ့အားပေးထောက်ခံမှုကြောင့်သာယနေ့ထိရည်တည်နိုင် င်ခဲ့တာဖြစ်ပြီးမဟာမိတ်တရင်တပ်ဖွဲ့တွေနဲ့အတူစစ်အာဏာရှင်စနစ်ကိုအမြင့်ပြအောင်ဆက်လက်တိုက်ခိုက်ထိမုံသွားမယ်လို့အသိပေးထားပါတယ်ခင်ဗျာယခုတင်ပြခဲ့တဲ့စည်ရေးသတင်းကောက်နှုတ်ချက်တွေကိုတော့ Radio NUG သတင်းတောက်မင်းစစ်သွင်းနဲ့ခါရှယ်တို့ကပေးပို့ထားခြင်းဖြစ်ပါတယ်ကျွန်တော်ကတော့ຫນွေဦးလင်ပါ